အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမစွင်တော့ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ကနေ2029ခုနှစ်ကျင်းပမယ့် FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကိုတနိုင်ငံစီကနေအသင်းကြီးနိုင်ငံဖြစ်တဲ့ထိပ်သီးနိုင်ငံတွေကို၃သိန်းထိပေးဖို့ပြည်သူ့ဘက်ကပြင်ဆင်ဖို့ကြိုးစားလျက်ရှိတယ်။အဓိကတော့ဒါပရီးမီးယားလိဂ်ကလပ်တွေလာလီဂါကထိပ်သီး၃သိန်းလုံးအပါဝင်အီတလီကလပ်တွေရဲ့ထိပ်သီး၃သိန်းဒီလိုပြိုင်ဖြစ်လာဖို့အတွက်ပိုစိတ်ဝင်စားလာတဲ့အသင်းတွေပါနိုင်ဖို့သူတို့ဘက်ကပြင်ဆင်နေတယ်။ Times ရဲ့ report ရဆိုရင် Premier League club တွေကပုံမှန်ရနေတဲ့ခွဲတန်းနှစ်နေရာကနေ 300ဒီလောက်ထိတိုးရဖို့ရှိတယ်လို့ဖော်ပြလည်းရှိတယ်။ဒါပေါ်တိုလည်းပဲပေါ်တိုအသင်းရဲ့နီးပြဟောင်းနဲ့ AC Milan နီးပြဟောင်းဒါ Sergio Conceição ကတော့ Saudi Arabia Club Al-Ittihad အသင်းရဲ့နီးပြအသစ်ဖြစ်လာပါတယ်။ သူကိုနှစ်နှစ်စာချုပ်နဲ့သဘောတူညီခဲ့ပြီးတော့မကြာမီမှာတရားဝင် ထုတ်ပြန်ကြေညာပြီး Saudi Pro Club အသင်းရဲ့နောက်ထပ်ပေါ်တူဂီလူမျိုးနီးပြဖြစ်လာတာပါတစ်ဖက်မှာတော့ Fabio Cannavaro ကကမ္ဘာဖလားချေစပွဲအောင်ထားတဲ့ Uzbekistan ရဲ့နီးပြအသစ်ဖြစ်လာပြီးဖြစ်တယ် Cannavaro ကအစောပိုင်းတုန်းက Italy နီးပြဖြစ်ရပန်းစားခဲ့ပြီးမှ Gattuso ကိုရှုံးနိမ့်ခဲ့တာဖြစ်ပြီးတော့အခုလက်ရှိမှာ ်ဥစ်ဘာကစ္စတန်ကသူတို့ရဲ့ကမ္ဘာဖလားဝင်မဲ့နီးပြတဲ့အဖြစ်ဖာဗီယိုကန်နဘာရိုကိုသူတို့ရဲ့နီးပြတဲ့ဖြစ်ခန့်လိုက်တာလည်းဖြစ်တယ်။ဂျာဗီလွန်ဆိုကတော့ရီယယ်မက်ဒရစ်အသင်းမှာဒီနှစ်ရာသီဂျူပါလင်ကန်နဲ့အာဒဂူလာနှစ်ယောက်တွဲကစားနိုင်လိမ့်မယ်လို့ယုံကြည်နေပြီးတော့သူတို့နှစ်ယောက်ကိုတွဲသုံးဖို့ပြင်ဆင်နေကြောင်းမာကာကဖော်ပြထားတယ်။အာဒဂူလာကဒီယာတီမှာခေလန်အမ်ပတ်ပေးနဲ့တူမက်ဒရစ်ရဲ့အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်ပြီးတော့ ဒဏ်ရာကပြန်လာတဲ့ကျူပါလင်ကန်ကိုအာတကူလာနဲ့တွဲသုံးဖို့အလွန်ဆိုကစီစဉ်ရရှိတာမှာဖက်ဒရီကိုဗယ်ဗာတီကတော့ပြီးခဲ့တဲ့ရပိုင်းကသူ့ကို right back ဖြစ်ပြီးပြကသုံးတဲ့ဘောကိုသဘောမကျဘူးပါညာဆိုတဲ့သတင်းတွေထွက်ပေါ်လာမှုတွေကိုညင်းဆန်လိုက်ပြီးဒါရီဟာကိုလာဟာလာသတင်းနဲ့သတင်းအမှားနေတာဖြစ်ပြီးတော့ real madrid ကသူ့ကိုဘယ် position မှာပဲထားထား တရားရဟန်းတို့အပြည့်အာယုံစူးဆိုင်အပြည့်ဝအားဆိုင်ပြီးကစားသွမ်းပေးသူဖြစ်ကြောင်းနဲ့အဲ့ဒီတဲ့င်းတွေဟာတရင်မာတွေဖြစ်တဲ့ကြောင်းကြီးညာလိုက်ပါတယ်ဘာဆိုနာအသင်းကလာမယ့်ချန်ပီယံလိဖြစ်တဲ့အိုလံပီယာကောနဲ့ပွဲမှာလေ Spotify Camp Nou မှာကစားနိုင်ခြင်းမရှိသေးတဲ့အတွက်မွန်ဂျူရီမှာပဲဆက်ပြီးကစားရဖို့ရှိတယ်ဒါအိုက်ပွဲကိုအောက်တိုဘာ21ရက်နေ့မှာဘာဆိုနာကအိမ်ခွင့်အဖြစ်အိုလံပစ်ကွင်းကြီးမှာပဲဆက်ပြီးကစားဖို့အတည်ပြုလိုက်ပါတယ် ဟန်စီဖလစ်ကတော့ဘာဆိုနာကလပ်အသင်းတွင်းမှာရှိတဲ့ကစားမားတွေရောပေးတတ်တွေရောတာဝန်ရှိသူတွေအားလုံးကချန်ပီယံလိဆူပလာကြီးတချို့ပြန်ရနိုင်ဖို့သူတို့ဘက်ကပြင်းပြလေးရှိကြောင်းနဲ့သူတို့အနေနဲ့ထိတ်တန့်အသင်းနေနဲ့ကွာမှုအနေငယ်ရှိနေသည့်ထိုင်အောင်ဒါအခုမှပွဲစဉ်နှစ်ဖြစ်တဲ့ကြောင်းအပြောင်းလဲတွေဖြစ်လာနိုင်ပြီးဒီအသီးမှာချန်ပီယံဖြစ်နိုင်ဖို့အခွင့်အရေးရှိနေသေးကြောင်းဟန်စီဖလစ်ကဆိုလိုက်ပါတယ်လာပေါ်တာကတော့ ဖျက်ချီကသူတွေ့ဘူးသမျှအခုဒီဘက်နောက်ပိုင်းအသိန်းဒီထဲမှာအကောင်းဆုံးအသိန်းတစ်သိန်းဖြစ်ကြောင်းချီးကျူးခဲ့ပြီးတော့တကယ်ကိုတစ်သိန်းလုံးမှာ တကယ်ကိုချီးကျူးကြတဲ့နီးပြကအစားအကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်းနဲ့ဒီဘက်နောက်ပိုင်းတွင်သူမြင်မှုသမျှသိနေတဲ့အကောင်းဆုံးဖြစ်တယ်လို့ချီးကျူးလိုက်ပါတယ်လီယိုမက်ဆီကတော့လာမယ့်ဒီဇင်ဘာကာလအတွင်းမှာအိန္ဒိယနိုင်ငံကိုသူကတိုးဖြစ်သွားရောက်ကစားဖို့ရှိတယ်ဒါအဲ့ဒါကတော့2025ခုနှစ်အတွင်းဒီဇင်ဘာလအတွင်းမှာအိန္ဒိယနိုင်ငံရဲ့မြို့အချို့ပေါ့လေအဲ့မှာဒါသူတို့ဘက်ကတိုးဖြစ်ဂုတ်တိုးဆိုပြီးတော့သူတို့ဘက်ကတော့အိန္ဒိယကနာမည်ပေးထားတယ် ဒါအိန္ဒိယနိုင်ငံကိုတွားရောက်ဖို့သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ပြည်သူ့ပြည်ရှင်အသင်းရဲ့နီးပြဒီဒီဒေရှွန်ကဖိုးဖို့ပါတယောက်လေဝင်းစင်အသင်းမှာပြန်ပါဖို့တကားဖွင့်ထားစေဖြစ်တယ်လို့ဆိုတဲ့ဖိုးပါကအခုမူနာကိုအတွက်ကစားပေးနိုင်ခြင်းမရှိသေးပေမဲ့မူနာကိုနဲ့ယာတီကိုမှကစားပြပြီးဆွမ်းဆောင်ရေးကောင်းရင်တော့ပြည်သူ့နဲ့ဒုက္ခဗလာပြိုင်ပွဲသွားဖို့သူ့မှာချမ်းရှိသေးတဲ့အကြောင်းဆိုပါတယ်။ဂါရက်ဆောက်ကိက မန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရာထူးကိုငင်းဆန်သွားဖို့အသင်းရှိကြောင်းမေရာမှာဖော်ပြလာတယ်။ယူနိုက်တက်ရဲ့ပိုင်ရှင်ဖြစ်တဲ့ဆာချင်းရက်ကလစ်ကသူ့ကိုသဘောကျပေမဲ့ကာရီဆောက်ကေကမန်ယူနိုက်တက်ကိုငင်းဆန်သွားပြီးတော့လက်ရှိခြေတိုင်ပဲဆက်ပြီးနေသွားပွဲရှိတယ်လို့ဆိုတဲ့မန်ချက်စတာယူနိုက်တက်ကတစ်ဖက်မှာကိုမိုရဲ့ နီးပြဖြစ်တဲ့ sex fabricate ကိုလည်းသဘောကျလေရှိတယ်။ဒါအခုလက်ရှိမှာကိုမွန်နဲ့အတူဆွမ်းဆောင်ရည်ကောင်းကိုပိုင်ဆိုင်ပြီးတော့ရလက်တီကောင်းနေတဲ့ sex fabricate ကိုသူတို့ရဲ့နီးပြစင်းထဲမှာထည့်သွင်းထားပြီး ammonia အစားထုတ်ဖို့ရည်ရွယ်ထားသူဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့တကယ်လို့ဒီ ruby amron တယောက် manchester united မှာ january ကာလအထိဆက်ရှိမယ်ဆိုရင်တော့ ကိုဘီမင်းနုကအကလကထွက်ပို့ပြင်ဆင်ထားတဲ့သူလူရီအမရွန်လက်ထက်မှာနေရာလုံးဝရနိုင်ဖို့မရှိတဲ့အတွက်အင်္ဂလန်လူဝေးစင်အသင်းကိုပါဖို့နွေရာသီမာထက်စောင်းရာသီမာတဲ့အသင်းပြောင်းဖို့လုပ်ပြီးနာပိုလီရဲမတွင်နဲ့အက်တလတီကိုမတ်တွင်အသင်းတွေကလူချင်းလျက်ရှိတာပါတဖက်မှာတော့ချယ်ဆီအသင်းရဲ့တောင်ပံကစားမတီအလဟန်ဒိုဂါနာချိုကဒီဘန်ဖီကာနဲ့ပွဲကဂိုးဖန်တီမှုကိုယူရီဖာကသူ့ကိုအဆစ်ဖြစ်တတ်မှတ်လိုက်တယ် သူရဲ့ပံပိုးမှုကနေ Richard Ree ကအုံကိုဖြစ်သွားပြီပေမဲ့ဥရောပဘောလုံးဖွဲ့ချုပ်က Alejandro Gano ဂါနာချို့ကိုဂိုးဖန်တီးမှုအစစ်ဖြစ်သတ်မှတ်ပေးလိုက်ပါတယ်ချက်စီတင်းကဂိုးသမားတယောက်မဖြစ်မနေခေါ်ဖို့လုပ်နေတဲ့အချိန်မှာသူတို့ကအခုလက်ရှိမှာ AC Milan ဂိုးသမားမိုက်မန်ညိုကိုလာမယ့်လွေရာသီမှာအလွတ်နဲ့ရဖို့ယုံကြည်နေတယ် AC Milan ကိုသမားကိုယ်တိုင်ကလည်းတတ်တမ်းမတိုးဖို့သဘောတူထားတယ်သူကိုယ်တိုင်လည်းစာချုပ်အသစ်မချုပ်ပဲနွေရာသီမှာထွက်မှာဖြစ်တဲ့အတွက် Chelsea ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာဖို့ရှိနေတာပါ Chelsea ကအခုလောလောဆယ်မှာ Federico Valverde ကိုဒါတစ်ဖက်ကဒီ Enzo Fernandez နဲ့အလဲထပ်လုပ်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်နေတယ် San Defensa Central ဆိုတဲ့ report မှာရောနောက်တစ်ဖက်ကဒီ ASK report မှာတော့ Chelsea နဲ့ Real Madrid ကြား Valverde နဲ့ Enzo Fernandez အလဲထပ်လုပ်ပွဲရှိပြီးတော့ ချက်စီကသူတို့ပေးထားတဲ့ပေါင်ယူရို120တန်းကိုအပူပြန်ပြီးတော့ရမယ် Vivaldi Plus ဒီပြောင်းရွှေ့ချေရမယ်ဆိုရင်တော့လက်ခံစဉ်းစားပွဲရှိတယ်လို့ဆိုပါတယ်ဒါတစ်ဖက်မှာတော့ Arsenal အသင်းရဲ့နောက်ခံလူ Gabriel ရဲ့ဒဏ်ရာဟာဆိုရင်မူမရှိတဲ့တော့ Watson နဲ့ပွဲမှာပါဝင်နိုင်ပွဲရှိကြောင်းဒါ Arteta ကတော့အရေးမွေပြောထားတယ်တော့ပွဲပြီးမှပဲ Gabriel ဒဏ်ရာဟာဆိုရင်ကြာမရှိပဲသူပြဿနာမရှိလောက်ဘူးလို့သူတို့ဘက်ကဆိုထားပြီးတော့ ကာပရီယယ်ပိုကိုသူဘက်ကဒါတကယ်လို့အခြေအနေရှိရင်တော့မှခရစ်ရှန်မော့စကာရာကိုအသုံးပြုဖို့အသင့်ရှိကြောင်းဆိုပါတယ်။အာစနယ်ကစာချုပ်သစ်ချုပ်လိုက်တဲ့ဝီလျံဆလီပါကိုတပတ်ကို2သိန်းခွဲထိတိုးပေးလိုက်တယ်။သူရဲ့လောက်ခလာစာကတပတ်ကို3သိန်း9000ရရှိနေတာဖြစ်ပြီးတော့စာချုပ်သစ်မှာတပတ်ကို2သိန်းခွဲထိ လာစာတုံးမြင့်ပေးလိုက်ပြီးတော့ဥရောပနောက်ခံလူတွေထဲမှာဘိုးနောက်ခံလူတွေမှာဇာလာစာအများဆုံးကစားမတွေကတယောက်ဖြစ်မှတ်တမ်းဝင်လာပါတယ်ဘခါယူဆာကာကိုဒီ international break မှာအာဆင်ကတတန်းထပ်တိုးနိုင်မှာဖြစ်ပြီးသူ့ရဲ့လောက်ခလာစာကလည်း basic salary နဲ့တိန်ခွဲကနေ bonus အပါဝင်3သိန်းထိရရှိမှာပါဒီကလို့3သိန်းရရင်တော့ဒါက Arsenal အသင်းမှာ Messi, Ozil, Aubameyang ပြီးရင်တတိယမြောက်ကစားမဖြစ်လာမယ့် ဘေးစစ်ဆရာတွေနှစ်သိန်းခွဲထိတော့အစကကတေချာပေါက်ရရှိဖို့ရှိတယ်လို့ဆိုပါတယ်။ထော့တနာဟော့စပါအတင်ကမာကေဟီကိုတွားရောက်ဆက်သွယ်ထားတယ်။ပြိုင်ဘက်ကလပ်တွေကိုလက်ဦးဖို့စပါကဇန်နဝါရီကာလတည်းကကြိုးပမ်းပွဲရှိပေမဲ့မာကေဟီကအခုလောလောဆယ်မှာတော့ပဲလစ်နဲ့အာယုံဆူဆိုင်မှုအပြင်းနဲ့ဘယ်သူအသင်းကိုမှစဉ်းစားထားခြင်းမရှိဘူးလို့တုံ့ပြန်ထားပေမဲ့ထော့တနန်ကတော့မာကေဟီကိုဆက်သွယ်ထားတာပါ။စပါအသင်းနေနဲ့အခုဒီသူတို့ရဲ့တိုက်စင်မှုဆလန်ကီရဲ့ ဒါ minor ဒီ angle injury ပေါ့လေခြေချင်းဝင် injury ကိုခွဲစိတ်ကုသမှုအောင်ပြီခဲ့ကြောင်းကြီးညာထားတယ်ဒါပေမဲ့ဒီတန်ရအကြောင်းပဲဆလန်ကီကိုစပါကအတိုင်းတာတစ်ခုဒီဆုံးရှုံးမှာဖြစ်လို့ random colo mwani ကလည်းဒဏ်ရာပြသနာရနေကြောင်းနီးပြကအတည်ပြုထားပါတယ် manchester city အသင်းကအခုလက်ရှိမှာ michael olise ကိုသဘောကျလျက်ရှိတယ် အနာဂတ်မှာဘယ်နာဒူဆီလ်ဗာထွက်သွားတာနဲ့ဒီနေရာမှာအစားထိုးချင်တာဖြစ်ပြီးတော့လက်ရှိမှာရီယယ်မက်ဒရစ်တို့လီဗာပူးအသင်းတွေကလိုချင်နေတာဖြစ်တယ်။ပြင်သစ်တောင်ပိုင်းကစားမကိုဘိုင်ယန်ကတန်းတရာလောက်ထိတတ်မှတ်ထားပြီးစီတီကသူ့ကိုခေါ်ဖို့စာနာရှိနေတာပါ။တစ်ဖက်မှာစီတီကရူဒရီဂိုရဲ့အခြေအနေကိုလည်းပြန်ဆက်သွယ်ထားတဲ့ဆာဗင်းညိုးကိုတတ်တန်းထတ်တိုးသီးတိုက်အောင် ဘာနာဒိုဆီလ်ဗာရဲ့ဆက်ကျူရေးရှင်းကြောင်းပဲရူဒီโกကိုသူတို့စောင့်ကြည့်နေပြီးတော့ရူဒီโกကိုလည်းသဘောကျလျက်ရှိကြောင်းနဲ့2026နွေရာသီမှာစီတီကကျိုးပန်းပွဲရှိကြောင်းဆိုပါတယ်လီဗာပူးရဲ့ကိုသမားအာလဆင်ဘက်ကာကဂါလာဆာရီနဲ့ပွဲကရရှိခဲ့တဲ့တကောက်ကျိုးဒဏ်ရာနဲ့ကြွက်သားဒဏ်ရာကြောင်း 6ပတ်ထိနားရမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒါအဲ့ဒီအတွက်ကြောင့်သူကနိုဝင်ဘာ9ရက်နေ့ Manchester City နဲ့ကံမဲ့ပွဲစဉ်အချို့ကိုပါလွှဲချော်ဖွဲ့ရှိလို့ဒီစပတ်ကံမဲ့ Chelsea နဲ့ပွဲအပါဝင် Manchester United အပါဝင် Aston Villa နဲ့ ွဲချက်ကာလမှာသူကိုလီဗာပူးက6ပတ်ထိဆုံးရှုံးရမှာဖြစ်တယ်။လီဗာပူးအသင်းကအခုလက်ရှိမှာဘိုးနောက်ခံလူခနာဒီကိုတတ်တမ်းထတ်တိုးနိုင်လိမ့်မယ်လို့ယုံကြည်နေပြီးတော့ခနာဒီဒီဒီချိန်မှာလက်ခံနိုင်ပွဲရှိတယ်လို့ပြင်သစ်မီဒီယာတွေကဖော်ပြထားပြီးစာချုပ်တစ်ကိုသူတို့ဆက်ပြီးဆွေးနွေးနေပြီးဒီဒီချိန်ဟာစရုပ်ထအကြီးမြောက်ဖြစ်လာဖို့ရှိပါတယ်။လီဗာပူးအနေနဲ့ရိုနယ်အာရူဟိုကိုလည်း plan plan B အနေနဲ့သူတို့တောက်လျှောက်ကြည့်နေပြီးတော့ အဝူရဲ့အခြေအနေကိုစောင့်ကြည့်နေတယ်။ဘာဆိုနာအသင်းရှိကနေယူရိုတန်း60လောက်နဲ့ခေါ်ဖို့ဆန္ဒရှိနေတာပါ။ Northern Forest တင်းရဲ့အုံကပိုင်ရှင်ဖြစ်တဲ့ဒါ Evan Gallos ဒါ Maris Garcia's card တို့သူတင်းရဲ့နောက်ထပ်ရှုံးပွဲကိုတော်တော်လေးစိတ်ပြည့်လေရှိတယ်။ဒါသူတို့ Nuno Espirito Santo ကိုယာလူကထုတ်ပြီး Ange ကိုထည့်ပြီးခဲ့ကနောက်ဆုံး၅ပွဲမှာ၅ပွဲလုံးနိုင်ပွဲပြောင်းနေပြီး နောက်ထပ်အင်ဂွေရှုံးပွဲထွက်သွားတဲ့ပုံကိုသူဘက်ကတော်တော်လေးဒေါသထွက်ပြေးရှိနေတာပါခရစ်စပယ်လစ်ကအာဒမ်ဝါဒန်ကိုလောလောဆယ်မှာတော့စာချုပ်တက်တမ်းမတိုးခဲ့ရင်ရွာသေးမှာရောင်းချဖို့ပြင်ဆင်သွားဖို့ရှိပြီးတော့ ပေါင်တန်း90လောက်ထိဈေးတက်မှတ်ထားပါတယ်။ Pelis ရဲ့နောက်ဆုံးစာချုပ်ဖြစ်တဲ့ contract ကိုနီးပြ Glasner ကပေချထားတယ်။ Crystal Palace ကတော့သူတို့နီးပြအသင်းမှာဆက်ရှိမယ်လို့ယုံကြည်နေတဲ့အချိန် Manchester United က Austria နီးပြကိုစိတ်ဝင်စားတဲ့သတင်းတွေကြောင့်ဒီစာချုပ်ပေချမှုက United ကိုပြောင်းပါလားဆိုတဲ့သတင်းတွေထွက်ပေါ်လေရှိတယ်။ Aston Villa အသင်းရဲ့နီးပြ Unai Emery ကနောက်ဆုံး၃ပွဲဆက်တိုက်နိုင်ပြန်နိုင်ပွဲပြန်ရပြီးတဲ့နောက် ို့တဲ့အရင်လိုပုံစံကောင်းကိုပြန်ရလာပြီဖြစ်ကြောင်းနဲ့အသင်းကယုံကြည်မှုတွေနဲ့အတူဆက်ပြီးတော့ရှေ့ဆက်ရှောက်နိုင်ပြီလို့ဆိုထားတယ်ဖီလာကနောက်ဆုံး၃ပွဲဆက်တိုက်နိုင်ပွဲကြောင်းပေါ့လေယူရိုပါလီ၂ပွဲပရီးမီးယားလိတပွဲနိုင်ပွဲကြောင်းကူလလော့ဆက်မှာ confident အပြည့်ပြန်ရလာကြောင်းဦးနိုင်ကဆိုခဲ့တာပါဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားစားစရာပါအားလုံးကျေးဇူးတင်ပါတယ်